အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ season ကနေပြီးတော့ပြန်လဲပြီးတော့ကြိုလိုက်ပါလေကောင်းမွန်တော့နေ့လေးတနေ့ဖြစ်ပါစေဒီနေရာကနေပြီးတော့စုံပေါင်းအောင်တောင်းပီလိုက်ပါလေအဲ့တော့ဒါကျွန်တော်တို့နွေရာသီအပုတ်ဆောင်းရာသီပြောင်းရွှေကျွန်တော်ပြောခဲ့တဲ့ topic လေးတခုရှိတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တောင်းတောင်း expand လုပ်ခဲ့အခုလက်ရှိမှာ expand လုပ်ဖို့အချိန်တန်ပြီပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ Aston Villa အသင်းနဲ့ Nottingham Forest အသင်းတို့ကလာမယ့်နွေရာသီကြရင် တော်တော်လေးကိုတိုင်ပတ်မဲ့ကလပ်တွေထဲမှာပါပါတယ်အထူးသဖြင့် Aston Villa အသင်းပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါ Aston Villa အသင်းရဲ့ဒါလှုပ်ရှားမှုတွေကိုစောင်းရသည့်အပြောင်းအရွှေ့မှာအကုန်လုံးတော်တော်လေးကိုစိတ်ဝင်စားခဲ့ကြတယ်အကုန်လုံးလေးဒါကျွန်တော်တို့ဝမ်းသာခဲ့ကြတယ်ပေါ့နော်ဒါကျွန်တော် Aston Villa အသင်းကအသင်းကြီးတစ်သင်းဖြစ်တော်မှာလားအသင်းကြီးတစ်သင်းလို့ပုံစံမျိုးလုပ်ပြီးတော့လူတွေဝဲနေပြီဆိုပြီးတော့ဒါကျွန်တော်ပြောခဲ့တယ်အဲ့တော့ လက်ရှိမှာတည်ကြတဲ့အတိုင်းပဲသူတို့အနေနဲ့ပထမဆုံး step ကိုစတင်ပြီးလှုပ်လှမ်းအဖြစ်လေသူတို့အနေနဲ့ market ratio ကိုမဝယ်ယူနိုင်တော့တဲ့အခြေအနေတရက်ကိုရောက်ခဲ့တဲ့အတွက်ကြောင့်မလို့ market ratio ကိုတော့သူ့ရဲ့မိခင် club ဖြစ်တဲ့ဒါ Manchester United အသင်းကိုပြန်ပို့လိုက်ရပြီဖြစ်ပါတယ်။ဘာကြောင့်လဲ market ratio ကိုသူတို့ခေါ်ထားတဲ့ချိန်မှာအခုလက်ရှိမှာ United ကဒါ salary ရဲ့ percentage တခုကို cover လုပ်ခဲ့ပြီးတော့ Aston Villa အသင်းက market ratio ရဲ့လက်ရှိလောက်ခလာဆို3သိန်းနဲ့3သိန်းခွဲကြရှိတဲ့ ပတ်စံတစ်ခုအပြည့်ပေးနေရမှာမဟုတ်ဘဲနဲ့ဒါနည်းနည်းပဲပေးရတဲ့အတွက်ကြောင့်တို့အနေနဲ့ခေါ်ယူနိုင်ခဲ့တာဖြစ်တယ်အခုလက်ရှိချိန်မှာတကယ်တမ်းအပြည့်အသက်ခေါ်ယူရတော့မယ့်အချိန်မှာ Aston Villa အသင်းနေနဲ့ဒါကျွန်တော်တို့ ချန်ပီယံလိဝင်ခွင့်မရခဲ့တဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ market ratio လုခါလာစာကိုမပေးနိုင်တော့ဘူးလို့ပြောလို့ရတယ်။ဒါပြင်ကျွန်တော်လက်ရှိမှာ Aston Villa အသင်းနဲ့ La Mine New Year ဒီမှာအခက်မသိရင်လူတွေပါရောင်းချရတော့မှဖြစ်တဲ့ပုံစံမျိုးရောက်လာခဲ့တယ်။ဘာကြောင့်လဲ။အခုလက်ရှိမှာသူတို့ခေါ်ထားတဲ့ Ansensio တို့ဒါကျွန်တော် Donny Malan တို့ကိုသူတို့အနေနဲ့ဒါဈေးပပိုးနဲ့ခေါ်ထားခဲ့မဲ့သူတို့ရဲ့လုခါလာစာတွေကအင်မတန်မှမြင့်မားတာဖြစ်ပါတယ်။ Donny Malan ဆိုလက်ရှိမှာတခြားသောတာအသင်းတွေကလွဲပြီးဒါကျွန်တော် Aston Villa အသင်းကိုဒါရွေးချယ်ခဲ့တဲ့အကြောင်းပြချက်ကလုခါလာစာများများရခဲ့လို့ဖြစ်ပါတယ်။ ဒီညမှာ antensio ကိုလည်းဒါကျွန်တော်တို့တီးကြရတဲ့အတိုင်းပဲ PSG ကခေါ်ယူတဲ့အချိန်မှာလုခလာစာကိုဒါအပြည့် cover လုပ်မယ်ဆိုပြီးခေါ်ယူခဲ့ရတယ်မှာပါအဲ့တော့ပြောချင်တာ Aston Villa အသင်းနဲ့ခုလက်ရှိမှာဒါကျွန်တော်တို့ဘယ်လိုပဲပြော Europa League တော့ဝင်ခဲ့တယ် The Champions League တော့မဝင်ခဲ့ဘူးအဲ့တော့ဒီတစ်ရက်ကြည့်မယ်ဆိုရင်တော့ Aston Villa အလူအသင်းမျိုးအနေနဲ့ Europa League ဝင်တာဘာဒီများဖြစ်ပါလဲဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်ဒါပြဿနာကဒါပဲ လက်ရှိမှာဒါ PSR နဲ့ FFP view တွေကတော်တော်လေးကို tricky ဖြစ်တယ်ဒါဘန်ဒါရေးပေါ့နော် PSR လက်ရှိမှာ Premier League ရဲ့ဘန်ဒါရေးစီးမြင်စည်းကမ်းတွေကတော်တော်လေးကို tricky ဖြစ်တယ်ဘာကြောင့်ဒီလိုပြောလဲ Aston Villa တင်းနဲ့မနစ်က Champion League ဝင်ခဲ့တယ် Champion League ဝင်ငွေတွေရတယ် Champion League ဝင်ငွေတိုင်း Champion League 3ငွေတွေလည်းရှိခဲ့တယ်ဒါပေမဲ့လက်ရှိဒါကျွန်တော်တို့ Champion League ကတို့အနေနဲ့ထွက်သွားခဲ့ရတဲ့ဒီမှာ Champion League 3 Champion League လို့ဝင်ငွေတွေမရှိဘဲနဲ့ Champion League ကို3ငွေတွေကစတိုက်တက်နေခဲ့တာဖြစ်တယ်။အဲ့တော့ပြောချင်တာက Champion League ကိုတို့အနေနဲ့ဒါအုပ်စုစင်းနေကျွန်တော်ဒါ တို့ quarter တက်တယ်နဲ့ဆက်မျိုးမှာ quarter မှာပြုတ်လာတယ်အဲ့တော့ quarter တက်တယ် quarter တက်တဲ့အချိန်မှာတို့ quarter ပြုတ်တယ်အဲ့ quarter တက်တဲ့ပတ်စံတို့ရတယ်ဒါပေမဲ့ quarter နောက်မှာပတ်စံတို့မရတော့အဲ့တော့ရာသီပြောချင်တာလက်ရှိမှာ Aston Villa တင်းတဲ့ဒီနှစ်မှာဘာဖလားမှလည်းမရဘူးဒါဘာမှလည်းမရအဲ့တော့ပြဿနာတွေကလာမဲ့နေရာဒီမှာ Aston Villa အသင်းကို sponsor ပေးမယ်ဆိုတဲ့ club တွေ Champion League မဝင်မဲ့တဲ့ sponsor နောက်ဆုတ်သွားမှရှိတယ်ပြီး sponsor ကြီးတွေအများကြီးညွန်နေသွားမှရှိတယ် ပြီးတော့အဓိကအကြီးမားဆုံးယော့နေမဲ့ကိစ္စကချန်ပီယံလိရုပ်တံလွင်ခွေဝင်ဝင်နဲ့ဒါကျွန်တော်တို့တစ်ဖက်ကယူရိုပါလိရုပ်တံလွင်ခွေဝင်ဝင်ရဲ့အားကတော်တော်လေးကိုကြွားရတယ်မှာပါကျွန်တော်ဖတ်မိတလောက်ကနှစ်ဆလောက်ကြွားတယ်လို့ဖတ်ဘူးတယ်တယ်မှာပါတယ်ဒါကျွန်တော်အုပ်စုစစ်မှာဒါကျွန်တော်တပွဲကန်ရင်ဒါချန်ပီယံယူရိုပါလိကပေါင်9သိန်းပတ်ချာလဲဝင်ကြရရတယ်ဒါပေမဲ့ဒါကျွန်တော်တို့တစ်ဖက်က Champion League နေ1.4 million နဲ့1.5 million လောက်တပွဲကိုကန်ရတယ်ဆိုတဲ့သဘောကြီးတည်။အဲ့တော့ပြောချင်တာကရင်းနဲ့စီလိုကွာတယ်ပေါ့နော်။အဲ့တော့လက်ရှိမှာဒါ Champion League မဝင်တဲ့ဒါအသင်းသင်းနေနေ Champion League လို့မူပတ်စံတွေတုံးနေမဲ့ပုံစံမျိုးလုပ်လို့မရတော့။ဒါအပြင်ခုနကပြောဆိုလက်ရှိမှာ Europa League ဝင်ဝင်ဖြစ်သွားမယ် sponsor ကြီးတွေညော့သွားမယ်။ Television ပတ်စံတွေညော့သွားမယ်။အဲ့တော့လက်ရှိမှာ Aston Villa တင်းနေအခုလက်ရှိသူတို့ဖောင်းပွားနေတဲ့ငွေကြီးကိုသူတို့ပြန်လျှော့ရအောင်မယ်။ သူတို့စိတ်ထဲမှာသူတို့ကလာမယ့်နှစ်မှာသူတို့ချန်ပီယံလိဝင်ကိုဝင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့တူဒါခုနပေါ်တဲ့ဒီနှစ်ဆောင်းရာသီမှာအကောင်ဆုံးသောကစားသမားတွေကိုခေါ်ယူခဲ့တယ်။မနစ်ကနွေရာသီမှာအကောင်ဆုံးကစားသမားတွေကိုသူတို့ခေါ်ယူခဲ့တယ်။ဒါပေမဲ့ဒီကစားသမားတွေကအပြောင်းရွှေ့ဈေးပြင်ကိုလုခလာစားကလည်းမြင့်မားတဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့် Aston Villa အသင်းကအဲ့ဒီဒဏ်ကိုအခုလက်ရှိမှာခါစီပြီးလာမယ့်နွေရာသီမှာခံရမယ်။အဲ့တော့ဘာဖြစ်သွားမလဲ။သူတို့ရဲ့လက်ရှိဒါကျွန်တော်မနစ်ကဒါအေးပေါ့ဒီနှစ်ဒါကျွန်တော်တို့ဘယ်လို ဒူရန်ကိုဇီဂျီဂျီနဲ့ရောင်းခဲ့ရသူပဲဒီနှစ်မှာလည်းသူတို့ရဲ့ဒါအဓိကကစားသမားတချို့ Jacob Ramsey တို့ Morgan Rogers တို့ကိုလည်းဒါထုတ်ရောင်းလာနိုင်ရမယ့်အနေအထားတစ်ခုကိုဖြစ်လာခဲ့ပြဿနာကလာမယ့်နေရာဒီမှာဒါ Unai Emery နေနဲ့ Europa League ကသူတို့တကမျောလင်းချက်ရှိတယ်။ဘာလို့လဲဆိုတော့ Unai Emery က Europa League ကိုဒါယူခဲ့ဘူးတဲ့လူတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့ Europa League နဲ့တိတ်ပြီးစိမ့်နေတာဒီပြတရတော့မဟုတ်အဲ့တော့တကယ်တမ်း Europa League မှာပြန်ကြည့်မယ်ဆိုရင်ဒါကျွန်တော်အရန်ကြီးခတ်တဲ့အပူနဲ့နေမျိုးဒါတကယ်တမ်း Aston Villa ရှိမယ်အခုလည်းရှိ Crystal Palace ရှိတယ်အဲ့တော့ Premier League ကလပ်အချင်းချင်းနေနေတော့မှဒါတော့လာမယ့်နေရာဒီမှာဒီကလပ်တွေအရန်ခတ်အဲ့တော့ အက်စတွန်ဗလာအသင်းမှာလာမယ့်နေရာတွေမှာယူရိုပါလိကိုစုခူးနိုင်မယ့်အခွင့်အရေးရှိတယ်။ဒါပေမဲ့ပြဿနာကဘတ်ဂျက်မရှိတော့ဘူး။ဘတ်ဂျက်မရှိတော့တဲ့ကြောင့်တို့အနေနဲ့အခုလက်ရှိမှာရှည်ရင်းဆွဲကစားသမားတွေကိုရောင်းပြီးတော့တို့အနေနဲ့ဘေးအားကို focus လုပ်နေဆိုတော့ပြန်ပြီးစဉ်းစားရမယ်။အဲ့တော့ ပဒိကကပေါ့နော်ဒါဥရောပရဲ့ဘန်ဒိုင်းစီမင်းစီကန်ဆိုရတဲ့သူတို့ကိုတတ်မှာကပရီးမီးယားလီးဂါဒါကျွန်တော်တို့ဘန်ဒိုင်းစီမင်းစီကန်ပဲအလက်ရှိမှာဒါကျွန်တော်တို့ဝင်းငွေကတော်တော်လေးကိုဒါကျွန်တော်သိတော့ကဖဖတ်လောက်ပါပေါ့နော်လက်ရှိမှာအက်စတွန်ဗလာအသင်းရနေတဲ့ဝင်းငွေရဲ့၃ပုံ၂ပုံလောက်ပဲဒါအက်စတွန်ဗလာအသင်းကလာမယ့်နေရာဒီမှာရမယ်တော့ကြောင့်မို့သူတို့အနေနဲ့သူတို့ရဲ့ထွက်ငွေကိုလည်းဒါ၃ပုံ၂ပုံကိုရှော့ကိုရှော့ရမယ်ဆိုတဲ့အနေထားဖြစ်သွားတော့ထွက်ငွေကိုရှော့ခုလက်ရှိမှာတည်းသိကြတယ်မယ်ဒါဘာကက်ရရှိုးကိုသူရဲ့မိခင်သင်းပြန်ပို့လိုက်ပြီး SSU ကိုအပိသက်ခေါ်ယူမယ်မခေါ်ယူမှုမသိကြတော့တဲ့အနေထားတစ်ခုကိုရောက်ရှိ ည်သွားခဲ့ပြီးကောလာဟလာရီယာ SNC ကိုလည်းရှိမှာ PSG အသင်းကလည်းရှိမှာလို့မရှိသေးတဲ့ကြောင့်မို့ဒါ PSG နဲ့ညှိပြီးတော့တနက်လာအငှားပို့ပြီးတော့ခေါ်ယူမယ်ဆိုတဲ့အကောက်တော့ကကိုလည်းနင်းသွားနိုင်တယ်ဆိုတဲ့ဒါပေမဲ့အခုလည်းရှိမှာသူတို့အနေနဲ့ဒါလာမယ့်နေရာဒီအတွက်ဒါ ်ဘန်နာရေးစီမင်းစီကံရဲ့ဒါအဟောအချက်အချက်ချာအရာသူတို့နဲ့လာမယ့်နေရာအဲ့အဓိကခုနကပြောလို့ဘန်နာရေးစီမင်းစီကံနောက်ထပ်ဒါကျွန်တော်တို့နည်းနည်းလေး confuse ဖြစ်စရာအကြောင်းအရာကသူက3နှစ်အတွင်းမှာပေါင်150လား150တန်150တန်150တန်150ဆုံးရှုံးပိုင်ခွင့်ရှိတယ်။အဲ့တက်ပူပြီးရှုံးရင်အဲ့ဒီအသင်းကိုဒါကျွန်တော်တို့ Premier League ကနေဒဏ်ခတ်လိမ့်မယ်ရှိတယ်။အဲ့တော့လက်ရှိမှာဒါ Everton တို့ဒါကျွန်တော် Northern Forest တို့ဒါဒီလိုမျိုးဒါခဏခဏဒဏ်ခတ်ခံရတာ။ ဒီအရာကြောင့်ပဲလို့ပြောလို့ရပါဆိုတော့ခုနကပြောသူတို့နေတုံးတဲ့အတွက်မှာတန်တရာ၅တန်တရာ၅၀ကြာဆုံးရှုံးနေတဲ့ကြောင့်မသူတို့နေတဲ့ပို့ပြီးဆုံးရှုံးနေတဲ့အတွက်ကြောင့်မသူတို့နေတဲ့ ဟိုစီမစီကန်ရဒါမသိတော့ဘူးလို့ယူဆရတဲ့ကြောင့်ဒါပြစ်ပေးခံအဲ့တော့လက်ရှိမှာ Aston Villa တင်းနဲ့ဖန်ပီယာတောက်ကဒါမနစ်က Champion League ဝင်ွယ် Champion League ဝင်ွယ်တွေရပြင်မဲ့ Aston Villa တင်းကမနစ်ကပေါင်80နဲ့80ကြာရှုံးနေအဲ့တော့လက်ရှိမှာ Aston Villa အသင်းမှာဒါရှေ့နှစ်ကလည်း22တန်းပတ်ချလဲဝင်ကျင်လာမသိရှိအဲ့တော့ Aston Villa အသင်းကအခုလက်ရှိမှာတန်း100နဲ့105တန်း106တန်းတာနီနီရှုံးနေပြီးသားအဲ့တော့နောက်ထပ်တန်းလာမယ့်နေရာဒီမှာတို့က Champion League ဝင်မယ်ဆို Champion League ဝင်ွယ်အားနဲ့ပြန်တက်ပြီးတို့ပြန်ကတ်ပြီးတော့880ကိုတို့ခွာပြီးတော့ဒီဘက်ကဒီဘက် နောက်နစ်ကိုကတ်ထည့်လိုက်မယ်တို့နေတို့ကစဉ်းစားထားတာဒါပေမဲ့ပြဿနာအဲ့လိုမဖြစ်လာအဲ့တော့ခုနကပြောသူပဲဒါ သူကချန်ပီယံနှစ်ဆက်ဝင်မယ်ဆိုတဲ့ပုံစံမျိုးဒီ80ကိုသူကဒီဘက်ကိုခွဲချပြီးဒါโอเคဒီဘက်ကိုဒီအလဲနှစ်ကို9အလဲနှစ်ကို90ဟိုရှင်းနှန်းထည့်ပြီးတော့နောက်အဲ30ကိုဒီဘက်နှစ်ကိုထည့်ပြီးဒီနှစ်မှာအဲ့လောက်မရှိတော့ဘူးဆိုတော့ချန်ပီယံတော့တစ်နှစ်ထပ်ဝင်မယ်ချန်ပီယံလိဝင်ငွေတွေအများကြီးထပ်ရမယ်မနှစ်ကဝင်ငွေလည်းဒီနှစ်မှာထပ်ပေါင်းမလို့ကြောင့်သူတို့နေဒီနှစ်မှာ20 30အဲ့တော့150မပြည့်ဘူးဆိုတဲ့ပုံစံမျိုးသူတို့ကလုတ်ခဲ့တယ်အဲပြဿနာအခုလည်းရှိမှယူရိုပါလိပဲဝင်မယ်အတွက်ကြောင့်သူတို့ရမယ်ဝင်ငွေရဲ့၃ပုံတစ်ပုံတော့လုံးဝဆုံးရှုံးသွားတဲ့အချိန်ပါသူတို့အနေနဲ့ဒီပြဿနာ ကြားတဲ့တဲ့တွေကလက်ရှိမှာ Aston Villa တင်ကပေါင်တန်း150တန်း150အတွင်း Champion League မဝင်လို့ဆုံးရှုံးသွားတယ်လို့ကျွန်တော်ဖတ်မိရတယ်မှာပါအဲ့တော့ပြောချင်တာအဲ့ဒီပြဿနာကလာမယ့်နေရာဒီမှာ Aston Villa တင်ကိုကြီးကြီးမားမားထိခိုက်မှုရှိတယ်နောက်ထပ်အတင်းတင်းကတော့ဒါ Northern Forest တင်မယ် Northern Forest တင်တဲ့ဒီတိုင်းမှာဒါကျွန်တော်တို့ဒါ Champion League ဥရောပကျော်တော့အများကြီးမဖြုံးထားဘူးပေါ့နော်ဒါဒါပေမဲ့ပြဿနာကသူတို့လေလာမယ့်နေရာဒီမှာကစားသမားရောင်းရမယ်တဲ့မှာဒါချန်ပါတယ်လို့သိရတယ်မှာအဓိကကခုနကပြောလို့ပါပဲ Morgan Gisway တရားလောက်ကိုရောင်းရင် Northern Rivers ကဒါပြန်ရှာလို့ရတယ်။ဒါပေမဲ့တစ်ဖက်ကတော့ကျွန်တော်တို့လက်ရှိ Aston Villa အသင်းကသူတို့ရဲ့အဓိကကစားသမားတချို့ရောင်းရမယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။ Oliver King, Morgan Rogers ဒီလိုမျိုးဒါအဓိကကစားသမားတချို့ရောင်းရမယ်ဒီသားတစ်ခုရောက်လာ။အဲ့တော့ Villa ကတော့ Champion League မဝင်ခဲ့တာတော်တော်လေးကိုပြတ်တုပ်ပြီးအခုလက်ရှိမှာဒါ3နှစ်အရှုံးရလက်3နှစ်အရှုံးပြရမယ်ပတ်စံကြောင်းမလို့အခုလက်ရှိမှာသူတို့အနေနဲ့တော်တော်လေးကိုတိုင်ပတ်နေပြီလို့ပြောလို့ရရတယ်မဟုတ်ပါဘူး။အဲ့တော့ ဒီလာတဲ့နဲ့လာမဲ့ညရာဒီမှာကစားသမားအယောင်းကြီးကိုတော်တော်လေးကိုမြောက်လာနိုင်တယ်ကျွန်တော်နေနေမြင်တယ်အဲ့ဒီကစားသမားတွေကိုဘယ်အသင်းတွေဝယ်သွားမလဲကျွန်တော်နေနေမြင်မိရတယ်မှာအဲ့တော့ ဗီလာသင်းနေတာကျွန်တော်နှမ်းမှန်းချက်နဲ့နှမ်းတွက်နဲ့နောက်ဆုံးရမှာမကြိုက်ခဲ့တာကတော်တော်လေးကိုဆိုးရွားတဲ့ချက်ပဲလို့ပြောလို့ရတယ်။အဲ့တော့ဒါကျွန်တော်ဒါဒါကူတာမန်ချက်စတာယူနိုက်တက်သင်းပရိသတ်တွေကဒါဗီလာပရိသတ်တွေကတော်တော်လေးကိုတင်းဝါတယ်ပေါ့နော်။ဒါဒါဘယ်လိုပြောဒါခုနကဘာဆိုင်လို့လဲခုနကယူနိုက်တက်ကသူ့လိုသူ့လိုသွားတယ်ပဲပြောလို့ရတယ်ဒီမှာပါ။ဘယ်လိုပဲပြောပါ။အဲ့တော့ဒီလောက်ပါပဲ။ကော်လုံးဘွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4U တို့မှာကျင်းလူစင်ပေါအောင်ကွန်ကျူလို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျ။အောက်က comment နေတဲ့ Youth Sport Media 3.0ဆိုနေ TV4U ရဲ့လင်းလေးတွေကို ထည့်ပေးထားခြင်းပဲကျွန်တော်တို့ကကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးပြီးကျွန်တော်အားပေးလို့ရပါတယ်မြန်မြန်လေးတဲ့ clip ဖို့မမေ့ကြပါနဲ့ဗျမြန်မြန် clip မှာမြန်မြန်နိုင်ဖြစ်ပါတယ်အားလုံးမကြိုတမိုင်းကောင်းမွန်တော့နေနေဖြစ်ပါစုမောင်းအောင်တောင်းပြီးနေပဲကျွန်တော်တို့ညောင်းမှာ AACC တွေ့ကြရပါဗော default ဗျ